မကွေးတိုင်းဝင်ပေါက်ဖြစ်တဲ့ရခိုင်ရုံးမှ MDN လမ်းပေါ်ကနိုင်ရကန်ဘျူဟာကုန်းစကန်နဲ့တမိုင်ကျော်အကွာမှာရှိတဲ့စိုးစု MBD တာဝါတိုင်းကာကင်စကန်တို့ကိုအရခတက်တော် A နဲ့မဟာမိတ်တော်လိုင်းအင်အားစုတွေကဇွန်လ3ရက်ကတိမ့်ပိုက်နိုင်ခဲ့တယ်လို့စီးရဲသတင်းမြစ်တူကပြောပါရယ်စိုးစုရဲ့ MBD တာဝါတိုင်းစကန်ကဟာနိုင်ရကန်ဘျူဟာကုန်းစကန်ကိုကပေးထားတဲ့ကာကင်စကန်တို့ဖြစ်ပြီးတော့နိုင်ရကန်စကန်နဲ့လမ်းကျော်တို့ခုတွေပေါ်မှာတရှိပြီးအန်တောင်ကြားလမ်းလို့ခေါ်ကြတဲ့ အမ်ဒန်လန်ဟောင်းပေါ်မှာတည်ရှိပါတယ်။ရခိုင်ရိုးမပေါ်မှာရှိတဲ့အမ်ဒန်လန်ကျော့ပေါ်ကအမြင့်ပေမီတာ1500လောက်ရှိတဲ့နရီကန်လေးချောင်းရဲ့ကာကွယ်ရေးထိုင်စကန်ဟာစီရေးအရာဗျူဟာကြတဲ့စကန်ဖြစ်ပြီးတော့အရခတ်တတော် AA နေနဲ့မြေပြတ်မကွေးဒေသစီဝင်ရောက်နိုင်ဖို့စိုးစုရဲ့နောက်ဆုံးခံတက်စီတစ်ခုလည်းဖြစ်ပါတယ်။အဆိုပါနရီကန်စကန်ဟာစိုးစုအင်အား400လောက်နဲ့အထိုင်ချလာတဲ့စကန်ဖြစ်ပြီးတော့အရခတ်တတော် AA နဲ့တော်လိုင်းပူပေါင်းအဖွဲ့တွေက ဖေဖော်ဝါရီလ18ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါမကွေးတိုင်းဘက်ကျန်အမ်ဘရန်လမ်းပိုင်းရခိုင်ရိုးမဘော်ကနယ်ရီကန်စကန်ဟာအမြင့်မားဆုံးတောင်ထိပ်စကန်ဖြစ်သလိုစိုးစုအင်အားအကောင်းဆုံးဖွဲ့စည်းထားတဲ့အခိုင်အမာစကန်ဖြစ်ပြီးစိုးစုကအဲ့ဒီစကန်မကြဖို့အင်အားဖြည့်တင်ခန့်စစ်ပြနေတာလို့တော်လိုင်းအင်အားစုတွေကပြောပါတယ်အရခါတက်တော်ကအပြည့်ရဲ့ကြီးညာထားတဲ့အေဘီလာတဲမှာလဲစိုးစုဟာနေကန်စကန်ကိုအင်အားဖြည့်တင်တာတွေပြုလုပ်ခဲ့ပြီး နေရီကန်စကန်အနီကစုံကုံးရွာမှာအမြောက်တပ်အမတ409နဲ့အမြောက်စစ်စေးကုသွဲမှုဌာနချုပ်မာဆာခ905တွေဖွဲ့စည်းမှုလုပ်ပြီးတော့အင်အားဖြည့်တင်းထားခဲ့တာပါအရခတ်တတော်ကမေလာတံမှာအပြည့်ရဲ့တက်တန်းထမှန်တွုံးမြင့်ခဲ့ပြီးတဲ့နောက်မေလာဒုတိယပတ်လောက်ထိ တိုက်ပွဲတွေငြိမ်သက်နေပခဲ့ပေမဲ့စောစုကနေရီကန်စကန်အနီးဗစီရွာကိုကာကွယ်ရေးပစ္စည်းစက်ရုံကာပါစာ10ကာပါစာ30ကာပါစာ73တွေကနေ အင်အားသစ်တွေထပ်မံဖြည့်တင်းပြီးတဲ့နောက်မေလကုန်ပိုင်းမှာနှစ်ဖက်တိုက်ပွဲတွေပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။မကွေးတိုင်းပတ်ချံရခိုင်ရုံးမပေါ်ကနိုင်ဧကန်ဗျူဟာကုန်းစကဟာတော်လင်းအင်အားစုတွေအတွက်မြေပြန့်ဒေသဝင်းပေါက်တစ်ခုဖြစ်ပြီးတော့ဗဒန်းမျိုးနဲ့မိုင်း20ကျော်အကွာမှာတည်ရှိပါတယ်။